ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာစိတ်စင်ကြယ်အောင်လုပ်ရမယ်စိတ်စင်ကြယ်အောင်လုပ်ရစိတ်စင်ကြယ်အောင်ကိုအမျိုးမျိုးလုပ်ပုံလုပ်နည်းတွေသမထကမ္မထမ်း40လို့ရှိအဲ့ဒီကမ္မထမ်း40လုံးကျင့်ဖို့မလိုပါဘူးအဲတစ်ခုနှစ်ခုကျင့်ရင်လည်းပဲ ိတ်ဓာဝိတုဒ္ဓိစိတ်ဖြူပါတယ်စင်ကြယ်ပါတယ်အကောင်းဆုံးနည်းလေးဘုံဘုံပြောပါမယ်နော်မှန်ပါဗျာစိတ်စင်ကြယ်အောင်လုပ်နည်းအဖို့တန်စိတ်စင်ကြယ်မဲ့ဆိုရင်လောကီလောကုတ္တရာအကျိုးတွေအလုံးပြီးဘုံတော်ကြီးတွေဆိုလဲဘုံကြီးပြီလူတွေဆိုလဲထေးပြီးချမ်းသာပြီးထေးမဲ့ချမ်းသာမဲ့ဆိုသဘောကျရဲ့ဟုတ်လားမှန်ပါဗျာဟေးဖုံတော်ကြီးတွေလည်းပဲ ဒီနည်းလေးသာပေးလိုက်မွေးနေတဲ့ဘုံကြီးတွေသင်္ကန်းလေးအလုတ်အပြတ်ခဏတဲယူပြတပိတ်ကအပေါ့အပေါက်ကလေးနဲ့တပိတ်ဘုံကအကျိုးပဲ့လေးနဲ့နေရတဲ့ကိုတော်တွေဟာဒီနည်းသာပေးလိုက်အိုးထေးသွားတာဘုံကြီးသွားတာနော်အမှန်ပါဘယ်အဲ့ဒါအဲ့ဒီနည်းကိုဖုံဖုံပြောပါမယ်စိတ်တဝိတုဒ္ဓိစိတ်စင်ကြအောင်လုံနီ စိတ်စင်ကြင်အောင်လုံဤဟောမနုဖះဂုံတော်ပရိစိတ်မေတ္တာပွားတဲ့ဘာလို့ရမလို့ဖះဂုံတော်စိတ်မေတ္တာပွားပါဗျာဘေးဖះဂုံတော်ပရိစိတ်ကြီးဆိုရင်ဒီကိုယ်တော်ဘုံကြီးတော်မယ်မေတ္တာပွားပြီဆိုရင်ဘုံကြီးတော်မယ်စိတ်တည်ဖြူပြီเนาะအဲ့ဒါလေးကို ဆရာတော်ကြီးဥယံကုန်တပည့်ကြီးနည်းနည်းလေးတူတူပြောပါဆရာတော်ကြီးဥယံကုန်ဆိုတာဟောဒီရံကုန်နားလေးမဲ့တူးကြောင်လေးဘုဒ္ဓကြားဘူးကြလားကြားဘူးပါလေခင်ဗျာတူးကြောင်လေးရွာမဲ့ဘုဒ္ဓယုံဆောက်ထားတော့တူးကြောင်လေးဘုဒ္ဓဟောဒီဒီဘက်ကမမိုးရေချောင်းဝေးကြတော့တူးကြောင်ကြီးရွာတူးကြောင်လေးရွာတူးကြောင်ကြီးရွာ နှစ်ရွာရှိမှန်ပါဘယ်နှစ်ရွာတော့နှစ်ရွာပါဗျာပါတယ်တော့တိုးကြောင်လေးကတိုးကြောင်ကြီးကเออโตจองนี้ว่าโตจองจีว่าเอริโตจองจีว่าก็จองนาลีหาดละบ้านนี่ช่องนี่ตาบ่ เอริอยวยนี้มันนี่สาติมุตက်ล่ะอุตุอุเซนเนี่ยบ่ เอ้ยหมองจองนาลีมิ้นเบญอารู ရန်ကုန်ကပါလို့သူကအဲ့လိုပြောတယ်တကယ်တော့သူကကြွားပြောလိုက်တာတကယ်အမှန်တမ်းပြောရင်ဘယ်လိုပြောရမှာလို့တို့ကြောင့်လေးရပါတို့ကြောင့်ကြီးရပါလို့ပြောရမှာသူကတို့ကြောင့်ကြီးဆိုနေနေသိငယ်တယ်ပေါ့ဒီခကြွားကြွားလေးနဲ့ဘယ်လိုပြောလိုက်ရန်ကုန်ကပါသူကမောင်ရံကုန်လို့ခေါ်ကြ။နောက်ကိုရင်ဝိတ္တောကိုရင်လေးရံကုန်လို့ခေါ်။နောက်ဥရင်ဝိတ္တ ဥစဉ်ရံကုန်လို့ခေါ်တယ်။နောက်ចောင်းနိုင်ဘုံကြီးဖြစ်ဘုံကြီးရံကုန်။နောက်ပါမယ်အဲ့ဒီဖျားကြီးတိုက်ဇမနိုင်ငံမှာအကြီးဆုံးစာသင်တိုက်ចောင်းတိုက်ကြီးပေါ့။အဲ့ဒီចောင်းတိုက်ကြီးမယ်အကြီးဆုံးသရော်ကြီးသရော်ကြီးဥရံကုန်လို့ခေါ်ကြ။ဘယ်လိုခေါ်တော့သရော်ကြီးဥရံကုန်ပါဗျာ။သရော်ကြီးဥရံကုန်တတိပြတ္တိအလွန်ကောင်းဘယ်သူမှမကြောက်ဘူးသူကအင်္ဂလိပ်အစိုးရလည်းပဲပြန်ပြောရဲတယ်။ သိုးရကဘယင်ခံကြီးကလက်လျှော့ကအဲ့ဒီဥယံကောင်ကတခါတော့တိုးကြောင်ကြီးရွာကဖဲတိုးတဲ့ပူတော်ကြီးတပါအဲ့ဒီဖျားကြီးတိုက်သူ့ကြောင်လာနေဆုံးကံပြန်လာတော့ဟေးခုစင်ကြီးလာသားမင်းတပိတ်နှက်ပြသံဒီလိုနှက်ပြအာမင်းတပိတ်သေးလေဆွမ်းကနှလုံးစာသုံးလို့စာလေးအနည်းလေးပဲသူကဆွမ်းရကြုတ်လေးတွေဒံွက်လေးတွေလှက်ကြည့် ဆွေရလည်းမေဥ္စာပဲပြုတ်ချီမပါဘူးနောက်တစ်ခါအုပ်လေးတုပ်နှက်ကြည့်ငါကလည်းချင်မောင်ရဲ့ရေလုံးပြုတ်မင်းခန္ဓာကိုယ်ကြီးနဲ့မဝပါဘူးဒါလောက်ကလေးနဲ့ညီမဖျားတပီတော်မန္တလေးရောက်တာ၃နှစ်ကျော်ပါပြီဖျားတခါမှတရက်မှဆွမ်းများဝအောင်မရဘူးပါဘူးဖျားလို့ပြော ကြည်သံတို့တော့ဘုံကံနေတဲ့ကုရောကြီးအသားကလည်းမဲကတ္တရာကြီးဘုံကစစ်စည်းတုတ်ထားတဲ့အတိုင်းပဲမဲဘုံပေါ်ရဲ့လားပေါ်ပါဗျာကတ္တရာကြီးဘုံခမဲမဲကိုဘာတုတ်ထားလိုက်စစ်စည်းတုတ်ထားပါစစ်စည်းတုတ်ထားလိုက်တော့မဲလာမလားဖြူသွားမလားမေအနာမဲတော့ကွာအယုတ်ကလည်းသိုး ဒီတဲ့ကြောက်ပေါမကပါလေးဆိုတော့မင်းဘယ်သူမှမကြည်ညိုအောင်ကွာဇမမြင်တဲ့အတိုင်းပါပဲဖျားလို့ပြောတယ်အဲဒီတော့မင်းဘုံကြီးတဲ့နီးပေးမယ်ယူမလားဆိုင်မနေပါနဲ့ဖျားအခုပေးပါလို့ကနေရသူရဲ့ဆိုရင်သူမေ့တော်မှာဆိုလို့ဘယ်လိုပြောတော့ဆိုင်မနေပါနဲ့အခုပေးပါဖျားလို့အဲဒါနဲ့ကဲတပည့်ကျော်ကြီးပေးရတာပေါ့ကွာလာဟိတ်ဆိုပြီးတော့ ခေါင်းလေးပွတ်တက်ပြီးတော့เจ้าหมอขอตวาเจ้าหมอจ่าတော့စိတ်ပရိဒေကုံပေးတယ်ယောဟောဒီစိတ်ပရိမင်းအပိုင်ပေးပြီအဲ့ဒီစိတ်ပရိနဲ့မင်းတနေ့ကိုပရိမမနေ့7ပါးနေ့လေ7ပါးညအိယာဝန်7ပါးတနေ့ကိုပရိမ30စိတ်တနေ့ပရိမဘယ်လောက်စေရ30စေရပါဘုရားမနေ့အိယာဒါ7ပါး နေ့လေ72နာရီတေပတ်ပါဗျာညအိယာဝင်တေပတ်ပါဗျာဒီနေ့ကိုဂရီးမဘလောက်သိရအောင်30ပါဗျာ30သိရင်မင်းဘုံကြီးပြီပေါ့ကွာစိတ်မယ်ဖျားတပီတော့မကစ30မကကိုစိတ်နိုင်တယ်အဲစိတ်မယ်ဒီနေ့စပြီဖျားအေးအေးစတော့စိတ်ကွာဆိုတာမင်းပရိအလုံးပရိတကုံးမအလုံးလေးတွေပဲနှလုံးရှိတော့ တရားရှင်းလုံးပါဖရာအောင်တရားရှင်းကွယ်ဗုဒ္ဓစေဆိုသားမအောင်တရားရှင်းကွယ်ဗုဒ္ဓစေဒီဗုဒ္ဓမြတ်စွာဘုရားရဲ့စက်ဆိုတာစက်လက္ခဏာပေါ့ခြိဘဝမှာရှိတဲ့စက်လက္ခဏာအကွက်ကလေးတွေပေါ့တရားနဲ့ရှင်းကွယ်ရှိဘုရားခြိတော်ရအောင်ခြိတော်ရအကွက်ကလေးတွေပေါ့ဘယ်လောက်ရှိတဲ့လဲတရားရှင်းကွယ်ရှိတော့ပရိလုံးလေးတွေလည်းပဲ ရှင်ကရှင်းလုံးထားတယ်။မင်းဟောအဲ့ဒါလေးကိုသိစိတ်မယ်ဖျားဘယ်လိုသိရမလို့ပြောပါဦးဖျားလေးပဲ။အေးပြောမှာပေါ့ကွာ။ဂရီလေးကန်ဟောလို့လေးကန်လက်ကလေးလေးနဲ့နော်လက်ငါးချောင်းရှိတဲ့အနဲ့လက်ကလေးလေးနဲ့ဒီလိုလေးကန်ရတယ်။လက်ကလေးလေးနဲ့ဗရီလေးဒီလိုကန် လက်မလေးနဲ့အရဟံပရိတလုံးချအရဟံပရိတလုံးချအရဟံအရဟံအရဟံနဲ့တပတ်စိတ်စိတ်တကလားစိတ်တပါလေခရားဒီအရဟံစိတ်ပြီးရင်သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စိတ်ဘယ်နှပတ်တော့နှပတ်ရှိပါနှပတ်ရှိသွား သမ္မာသမ္ဗုဒ္ဓောမိယံဘာသိမ့်နောဝိဇ္ဇာသရဏသမ္ပန္နောပရိတလုံးချဝိဇ္ဇာသရဏသမ္ပန္နောဝိဇ္ဇာသရဏသမ္ပန္နောနဲ့တပတ်စေဘယ်နှပါတော့၃ပါရှိပါဗျာ၃ပါဝိဇ္ဇာသရဏသမ္ပန္နောမိယံဘာသိမ့်နောသတော်ပါဗျာ ုကတောသုကတောသုကတောနဲ့တပတ်စိဘယ်နှပါတော့ဒီပါစီပါဘုရားအေးသုကတောစိတ်ပြီးရင်ဘာစိတ်မို့လောကဝိတုပါဘုရားလောကဝိတုပရိတလုံးချလောကဝိတုလောကဝိတုနဲ့တပတ်စိဘယ်နှပါတော့ဘုရားငါးပါးရှိသွားပြီလောကဝိတုစိတ်ပြီးရင်ဘာစိတ်မို့အနုတ္တရောပုရိသမသာရတိအနုတ္တရောနဲ့တပတ်စိတ်ရ အနုတရောဂရီတလုံးချအနုတရောအနုတရောအနုတရောနဲ့တပတ်စိတ်6ပါးရသွားဟုတ်ကလားမှန်ပါအနုတရောစိတ်ပြီးရင်ဘာစိတ်လို့ပရိသဓမ္မသရတိပုရိသဓမ္မသရတိဂရီတလုံးချပုရိသဓမ္မသရတိပုရိသဓမ္မသရတိနဲ့တပတ်စိတ်ဘယ်နှပါတော့ခုနှစ်ပါးရှိပါခုနှစ်ပါးရှိသွားပြီ ပုရိသဓမ္မကာရတိပြီးရင်ဗာသိမ့်နောတထာဒီဝမနုဿနံတထာဒီဝမနုဿနံပရိတလုံးချတထာဒီဝမနုဿနံတထာဒီဝမနုဿနံနဲ့တပတ်စီဘယ်နှမတုံးစစ်ပါရှိပါဗျာအေးတထာဒီဝမနုဿနံပြီးရင်ဗာသိမ့်နဲ့ဟုတ်တော့ ဘုဒ္ဓောပရိတလုံးချဘုဒ္ဓောဘုဒ္ဓောဘုဒ္ဓောနဲ့တပတ်စေဘယ်နှပါတုံး၉ပါရှိပါဗျာ၉ပါဘုဒ္ဓောစိတ်ပြီးရင်ဘဂဝါပါဗျာဘဂဝါဘဂဝါဘဂဝါနဲ့တပတ်စေဘယ်နှပါတုံး၇ပါရှိပါဗျာဒီဖျားကုံတော်၁၀ပါတပတ်တပတ်နဲ့မင်း၁၀ပါစေ ဘုရားကုံတော်ဘယ်နှပါတဲ့ကုံ၁၀ပါးပါဗျာလက်ချိုးပြီးတော့ရေးလိုက်သမ်းပါဦးအရဟံအမတံဗုဒ္ဓောဝိဇာသရဏသမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒီဝမနုဿာနံဗုဒ္ဓောဘဂဝါ၁၀ပါးရှိရလားရှိပါဗျာ ေးအဲ့လိုဘုရားကုံတော်10ပါးတပါးတပါးနဲ့မနဲ့အိယာဒ10ပါးပြီးတော့နေ့နယ်7နှစ်နာရီ10ပါးညအိယာဝင်10ပါးဒီဟာတရားနာပြီးတော့အိမ်ပြန်ရောက်ရင်တမ်းမအိပ်လိုက်နဲ့နော်ဗရိဗေနမစေယပြီးမှအဲ့ဒီအေးအဲ့တော့ဥဇင်းကြီးကမေးတယ် တပီတော့ဒီနေ့စိတ်မာပါပဲဗျာဒါပေမဲ့လို့ဘုရားကုံတော်ကိုးပါမှုတာအရှင်ဘုရားကဖယ်ပါလားလို့ပြီးတယ်နော်အေးกว่าမင်းမှတ်တာဘုရားကုံတော်ဖယ်ပါဝိတုဒ္ဓိမဲ့အထာကရာကြီးလည်းဖယ်ပါပဲဖွင့်တယ်กว่าပါရာဇိကံအထာကရာကြီးလည်းဖယ်ပါပဲဖွင့်တယ်ဖယ်ပါမင်းမှတ်ကိုးပါဆိုတာကတော့ဒုတိယနည်း အဲ့ဒီမဲ့တဏီဖွင့်နေတယ်တဏီကြတော့အနုတ္တရောဂုံနဲ့ပုရိသဓမ္မတာရရှိဂုံနှစ်ခုတစ်ခုပေါင်းပြီးတော့တစ်ခုတည်းပေါင်းပြီးတော့စိတ်ရင်တော့အနုတ္တရောပုရိသဓမ္မတာရတိပရိတလုံးချအနုတ္တရောပုရိသဓမ္မတာရတိအဲ့လိုစိတ်ရင်တော့ဘုရားဂုံတော်၉ပါးပေါ့ကွာဒါပဲလို့၁၀ပါးသာစိတ် ဆရာတော်ကြီးကအဲ့လိုပြောတယ်နော်အဲကိုဘာနီလေးနဲ့လက်ချိုးသားမအောင်အရဟံသမ္မာသမ္ဗုဒ္ဓောဝိသာသရဏကမ္မနောသူကတော်ဒုက္ခဝိညူဘယ်နှပါးရှိသွားလို့၅ပါး၅ပါးပြီးတော့မှ အနုတ္တရောပုရိသဓမ္မကာရတိအဲဒီကြောင့်မှ6ပါဟုတ်လားပြီးတော့ဟောသတ္ထာဒီဝမနုဿာနံဘုဒ္ဓောဘဂဝါဘယ်နှပတ်တုံးအတူကြဟုတ်ပါပါအဲ့လိုရည်ရင်တော့ဘုရားကုံတော်9ပါဒါအထကထာဒုတိယနီးတဲ့ပထမနီးကကောင်းတယ်ဘယ်7ပါးလား7ပါးသိ ဘောကြလားမှန်ပါဗျာအေးအဲ့တော့အရိဥဇင်းကြီးကနေ့လယ်7နာရီ7ဘတ်စိတ်ညအိယာဝင်တော့7ဘတ်စိတ်နောက်တနေ့မနေ့အိယာထားတော့7ဘတ်စိတ်စိတ်ပြီးပြီဆိုရင်မန္တလေးကြတော့အာယုံဆုံးသာရာမရှိတဲ့ကြောင်းပဲများပါတယ်ကြောင်းတရားမဲ့တကြောင်းလောက်ပဲသာအဲဆွမ်းခံထွက်ကြတာ6နာရီလောက်6နာရီသားလောက်ဆိုဆွမ်းခံထွက်ကြ အဲ့ဒီကုသိုလ်ကြီးအားလည်းပဲတပိတ်ကလေးတုတ်သင်္ကန်းယုံပြီးတော့တပိတ်ပိုက်ပြီးတော့ဆွမ်းကန်ထွက်ဖို့ဆင်းလာကြောင်းပေါ်ပါဟေးကုသိုလ်ကြီးနာသာမင်းဆွမ်းကပရိစိတ်ကလားစိတ်ပါရဗျာမနေရနေလေဆယ်ပတ်ဗျာညအေးရဝန်ဆယ်ပတ်အခုမနေ့ခင်ဆယ်ပတ်တပြီးတော့စိတ်ပြီးပါဗျာနည်းနည်းလူးသွားလို့ကမနေ့ရတော့ငါပြောတာဂျမအမိတ်ရှိပါဗျာဘာလေးလူတော့ ေးဟောလို့ခုဆွမ်းခံသွားတော့မယ်ဆိုရင်မင်းမေတ္တာတုံ့ရွတ်သွားရတယ်။မအလုပ်ရတယ်ဟုတ်မေတ္တာတုံ့ရွတ်ပါလေခင်ဗျာ။အေးမေတ္တာတုံ့ရွတ်သွားမေတ္တာတုံ့မရွတ်ဘူးဆိုရင်တွေးတဲ့ကတော်ပါလေကျမ်းမာပါစေချမ်းသာပါစေကလေးလေးတွေ့ရင်လည်းအတားလေးတမီလေးညီလေးကျမ်းမာစေချမ်းသာစေအဖိုးအကြီးတွေ့ရင်လည်းပဲ ဘာကြီးကျမ်းပါစေချမ်းသာစေကျမ်းပါပါစေချမ်းသာပါစေအဲ့လိုလေးပွားရပွားသမှကျမ်းပါပါစေချမ်းသာပါစေထပ်ပွားလိုက်ပါဦးချမ်းသာပါစေချမ်းသာပါစေမေတ္တာတန်လေးပါရလားပါပါဆရာအေးကျမ်းပါစေကွာချမ်းသာစေကွာအဲ့လိုကြီးမလုပ်ရဘူး ဟုတ်ကလားမှန်ပါဘူးအဲ့လိုကြီးလုံးလို့ကောင်းမှာမလားကောင်းပါဘူးခင်ဗျာအဲ့ဒါဆိုမေတ္တာတန်ပပါဘူးဒေါသတန်နေမာနတန်နေပါတယ်ဟုတ်လားမှန်ပါဘူးခင်ဗျာမေတ္တာတန်လေးပေါအောင်ကြွားပြလိုက်ဆံပါဦးယံပါပါစေခံပါပါစေအေးမင်းတို့ပြိတကဆရာတော်ကြီးကတော့အနန္တသစ္စာဝလာနေအနန္တတတဝါတရွေ ဘေယံခတိံကိဉ္စိမာတိကြောင်းညာခတိံကိဉ္စိမာတိခြင်းရခတိံကိဉ္စိမာတိကိုယ်စီဝံအကြံညာပါစေဒီလိုပွားရတယ်နော်ကဲတစ်ခေါက်တော့သိုးကြည့်တမ်းပါအောင်အနန္တစัจ java ဝလာနေအနန္တတတဝါတရွေ ဝေယံခတိံကိဉ္ဉေပါစေကြောင်းညာခတိံကိဉ္ဉေပါစေသိယခတိံကိဉ္ဉေပါစေကိုစိဝံဧကြံကြပါစေဒါဆိုမေတ္တာကပါပြီမဟုတ်လားပါပါပြီဗျာအေးအဲ့လိုမေတ္တာပွားတော်လို့ခိုင်းတယ်ဗျာ ဓမ္မဖျားဆရာတော်ပြောတဲ့အတိုင်းတပီးတော့မေတ္တာတို့ရစ်သွားပါမယ်ဆရာမေတ္တာတို့မရွတ်ဘူးဆိုရင်မေတ္တာပွားသွားပါမယ်လို့ဆိုပြီးတော့ဥသိဉ္ကြီးဆုံးခံသွားအရင်တုန်းကဆိုအဲ့ဒီဥသိဉ္ကြီးဆုံးခံလာတယ်ဆိုကလေးငယ်လေးတွေထွက်ပြေးကြတာအဲ့ဒီဥသိဉ္ကြီးကြောက်လို့သူကအသားကလည်းမဲညနှထားကလည်းတင်း ရိုက်နှက်များပြစ်မလားခြေတော်နဲ့များပိတ်ကန်လိုက်မလားဆိုကလေးတွေကြောက်လို့ဖြတ်ပြေးကြတာမပြေးနိုင်တဲ့ကလေးငိုးကြရခဲ့တာနော်အဲနောက်ပိုင်းကျတော့၃လလလောက်ရှိတော့ကလေးတွေကထွက်မပြေးတော့ဘူးလေသူရဲ့မေတ္တာဓာတ်ဘုရားကုံတော်ပရိစိတ်တဲ့ဘုရားဓာတ်တည်းကိုကြည်ပြီးတော့ဖုံဖုံကလေးလေးတွေကဖုံဖုံအမေဖုံဖုံလာတဲ့ဆွမ်းတော်ဒီလိုဖြစ်လာတယ် အဲအဲ့တော့သူသွန်နေပါရရတော့ဘောရတော့တခါတော့ဆရာတော်ကြီးကသူသွန်ကံပြန်လာမယ်လမ်းတပြည့်စီလဲပြီးတော့စောင့်နေသူလာရောက်လာတော့ဟေးဘုရားရှင်ကြီးလာဆောင်မင်းတပိတ်နှပြဆောင်နှပြဟာမင်းတပိတ်တဝက်ကျော်နေပါလားသွန်နေကြတော့ရလာကိုဓမ္မဖျားဆရာတော်ကြီးပြောတဲ့အတိုင်းတပည့်တော်ဖျားဂုံတော်တနေ့ပရိပတ်30စိတ် မေတ္တာပွားလို့ပါဖေ။အေးဟုတ်ပြီ။ဒါမျိုးလို့ပဲနေသေးတယ်ကွာ။ဖေကုံတော့ဘယ်ဒီလောက်ကတပိတ်ကမောက်ရှံသွားရစိတ်အိုး။ဒါနဲ့သူကလည်းဓမ္မဖေတပီးတော့စိတ်မှာဖေတက်တက်လုံးစိတ်မှာဖေ။အေးမင်းတက်တက်လုံးစိတ်ရင်တက်တက်လုံးချမ်းသာပြီပေါ့ဒီဘဝရင်ဘယ်ဟုတ်မလဲဘဝတန်တရာမင်းချမ်းသာပြီနိဗ္ဗာန်လည်းပဲချောချောမောမော ရောက်ပြီပေါ့ကွာလို့ပြောတယ်တမခရားဆိုပြီးတော့သူလည်းစိတ်ပရိဒီစိတ်မေတ္တာတွေပွားပရိစိတ်မေတ္တာပွားတဲ့အခါကျတော့ဒီခဏကူကြီးကမေတ္တာဓာတ်ကြီးကိန်းလာမေတ္တာဓာတ်ကြီးကိန်းနေဖရာဓာတ်ကြီးကိန်းလာတော့ဒီပြင်ခန္ဓာကိုယ်နဲ့တူပါမလားတူတော့ပါဘူးခင်ဗျာမတူဘူးအဲ့ဒီဒီခန္ဓာကိုယ်ကြီးကအဖို့တန်လား ဥပမာအားဖြင့်အုပ်ပုံကြီးတွေပုံထားဒီအုပ်ပုံကြီးရှ िख ိုးတိုက်ပါမလားတိုက်ပါဦးဗျာဖဲရှ िख ိုးတိုက်လေအုပ်ပုံကြီးပဲအုပ်မြေကြီးတွေဖုတ်ထားတာအထဲထဲမဲ့ဓာတ်တော်ကြီးဆွဲတော်ကြီးဇီရီတော်ကြီးထဲ့ထားလိုက်မှဖယံဆင်းသူတော်ကြီးထဲ့ထားလိုက်မှဒီဇီရီကြီးကအုပ်ပုံကြီးကရှ िख ိုးခံလိုက်တယ်မဟုတ်လားမှန်ပါဗျာအေးဒီထဲမဲ့ ဖះဓာတ်တော်ဒီဖះဆွဲတော်ဒီဖះဆင်းလူတော်ဒီဖះတရားတော်ဒီအထဲတဲ့ထဲ့ထားတော်အဘူတံလာအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးကလည်းပဲဖះဂုံတော်ဒီပရိစိတ်ဒီဖះဂုံတော်ဒီပရိစိတ်တော့ဖះဓာတ်ဒီကိမ့်လာမေတ္တာဒီပွားတော့မေတ္တာဓာတ်ဒီကိမ့်လာဖះဓာတ်မေတ္တာဓာတ်ဒီဌာပနာထားသလိုဖြစ်ပြီးတော့ ပရိခန္ဓာကိုယ်ကြီးကအဖို့တန်လာတယ်တဲ့အဖို့မတန်မေဘူးလားတန်ပါတယ်ဗျာစိတ်အစဉ်အလဲစင်ကြဲလာတယ်တဲ့စိတ်ဒီစင်ကြဲတာအဲ့ဒါစိတ်တဝိတုဒ္ဓိဖြစ်တယ်လို့ခေါ်ဘယ်လိုခေါ်တော့စိတ်တဝိတုဒ္ဓိဖြစ်တယ်လို့ခေါ်ပါဗျာဟေးစိတ်တဝိတုဒ္ဓိဟောအပေရကားပိတ်အောင်သီလဝိတုဒ္ဓိသီလစင်ကြဲအောင်နေ့ စိတ်တဝိတုဒ္ဓိစိတ်သင်ကြအောင်ဘုရားကုံတော်ပရိစိတ်မေတ္တာပွားသဘောကြလားမှန်ပါဗျာနှစ်ခုအောင်ပြီဟုတ်လားဟိမှန်ပါဗျာနောက်တစ်ခါဘာလို့ရမလို့ဒိဋ္ဌိဝိတုဒ္ဓိဒိဋ္ဌိဝိတုဒ္ဓိအယူစင်ကြဲပါစေဗါရဲအယူစင်ကြဲပါမဒိဋ္ဌိဝိတုဒ္ဓိဆိုသားမဒိဋ္ဌိဝိတုဒ္ဓိအယူစင်ကြဲပါစေအယူစင်ကြဲပါစေ အေးအယူစင်ကြဲသေးရမယ်တဲ့အယူစင်ကြဲသေးရအယူစင်ကြဲအောင်မလုပ်မလဲခုနကတော့သီလစင်စိတ်စင်ကြဲအောင်စိတ်စင်ကြဲအောင်ဘုရားကုံတော်ဗရီးစိတ်မေတ္တာပွားအယူစင်ကြဲအောင်မလုပ်မလဲဘုံဘုံကပြောမယ်နော် ခုနကစိတ်တဝိတ္တိစိတ်စင်ကြအောင်လုံနည်းနေပဲတသိမကပြန်ပါတယ်နော်မှန်ပါဗျာဘုံဘုံတို့ငယ်စရာကတော့ဤကောင်းလေးပြောပြီးပြီဆိုရင်မင်းသိချမှတ်တော့ဒီနည်းလေးလူတိုင်းမသိဘူးဗျာတထောင်တန်းနေဟုတ်လားရှင်ရောတထောင်တန်တာဟုအခုကြတော့တသိမ့်မကတန်ပါပဲသဘောကြပါလားမှန်ပါဗျာ အေးလူတွေဘယ်လိုပဲဖြစ်ဖြစ်ဒီနည်းလေးလှုပ်လိုက်ချမ်းစိတ်ချမ်းသာအစလုံးစိတ်ချမ်းသာနောက်ကြတော့ရုပ်ဒီပါပစ္စည်းဒီပါချမ်းသာလားဘုံကြီးတွေလည်းဒီနည်းလေးပေးလိုက်အကုန်ဘုံကြီးမွဲလေးတွေအကုန်ချမ်းသာဘုံကြီးတထေးလေးတွေဖြစ်ဘုံကြီးဘုံကြီးလို့ရှိရင်တော့မြန်မြန်ဘုံပြီးပြီးတော့ပြန်တော်မူတတ်တယ်သူကဟုတ်လား အဲ့တော့ဘုံလျှော့တဲ့ဏီတွေပေးရသေးတယ်။နော်။အေးဘုံကြီးတဲ့ဏီတာပေးပြီးတော့ဘုံလျှော့တဲ့ဏီမပေးခဲ့ရင်အဲဒီကိုတော့မြန်မြန်ပြန်တော်မူပြီ။ဘယ်နဲ့ကြောင့်လဲဆိုတော့ဒီကသူကထိုင်းနေလာပြီးတော့တရားဓမ္မရီလီငါဆယ်ယောက်လောက်လာလူရတန်းကြစကားပြောကြ။သူတို့ကမပြန်သေးဘူးနောက်ထပ်ဆယ်ယောက်ဆယ်ငါးယောက်တော့ကလာတကယ်မင်းတို့ပြန်တော့ပြန်တော့ဟိုဆယ်ငါးယောက်လောက်နဲ့စကားပြော။ အဲသူတို့ကမပြန်သေးဘူးနောက်ထပ်ဆင်ငန်းရောက်တော့ကလာဒီကိုတော့မထရတော့ဘူးထိုင်နေဣရိယာပုတ်တိမညတော့စားချိန်မစားရတောက်ချိန်မတောက်ရလမ်းလျှောက်ချိန်မလျှောက်ရတော့ဟောမြန်မြန်ပြန်တော်မူဘူးဟုတ်လားအဲ့ဒါဘုံပြီတယ်လို့ခေါ်တယ်ဘုံကြီးရင်ဘုံပြီတဲ့အဲ့တော့ဘုံလျှော့ပေးရဘုံလျှော့တဲ့ဏီလေးလည်းပြောပါမယ်နော် ဘုရားကုံတော်ဒီနေ့ပရိပဘလောက်စိတ်ကြတယ်30စိတ်လိုက်ဘုံလျှော့သွားပြီဟုတ်လား30စိတ်နေလဲဘုံကကြီးသေးတယ်ဘုရားမကောင်းကောင်းမအေးရမစားရဘူးဘုရားစကားပြောနေရတာနဲ့အဲ့လိုဆို10ဘတ်စိတ်လိုက်ဒီနေ့ကိုပရိပ10ဘတ်တယ်တော့ငနေစီနေဟုတ်ကလားဟုတ်ပါဘုံလျှော့တယ်ဒီပြီပြီနော် ပရိပံနှစ်ဆယ်စိနောက်ဆယ်ဘစိဘုံတိုးတဲ့ဤပြောမယ်သုံးဤကိုသုံးဤဆိုတော့ဘုံတိုးတဲ့ဤတချို့ကဘဝသန္တရာဌာနနေခဲ့တယ်သူများမလူမပေကံကိုယ်ဤစတော့ဤအဲအဲ့လိုပုဂ္ဂိုလ်ကြတော့တော်တော်နဲ့ဘုံမကြည့်ဘူးဒီနေ့ပရိပါဆယ်ပါစိတ် 30စိတ်လည်းဘုံမကြည့်ဘူးအဲ့လိုဘုံမကြည့်ပဲဖြစ်နေတယ်မွဲနေတယ်ဆိုရင်ပရိ40စိတ်ဟုတ်လားဘုံပရိမတ်တိုးပေးလိုက်ရပရိမတ်တိုးပေးလိုက်ရင်ဘုံလည်းတိုးလာပြီ40စိတ်လည်းဘုံကနည်းသေးတယ်ဗျာသိတဲ့ဘောမကြသေးဘူးသိမထေးသေးဘူးဆိုရင်50စိတ်ဟုတ်လားဟဲ့ ဘယ်လောက်စိတ်သွားတော့90ဖြစ်တယ်90စိတ်လည်းစိတ်မချမ်းသာသေးဘူးဗျာဒီလောက်နဲ့မကြည်နပ်သေးဘူးဆိုရင်60စိတ်60တည်းမပူရပါဘူးညလာဟိအေးအဲ့တော့ဘုံကြီးတဲ့နီးဘုံလျှော့တဲ့နီးဘုံတိုးတဲ့နီးနီးဆုံးပါပြီဟုတ်ကလား